စစ်ကောင်စီကဖမ်းဆီးအကျဉ်းချထားတဲ့ဘိုးဘန်ဒူဥက္ကဋ္ဌဥပုဝငယ်ကို American Bat Colleague Lazlo Zibito Award for Humanitarian Service ဆုကိုချီးမြှင့်လိုက်တယ်လို့သိရပါတယ်။မတရားမှုအကြမ်းဖက်မှုနိုင်လိုမင်းထပ်ပြုမှုတွေနဲ့ချင်းချောက်ခံနေရတဲ့တဦးတယောက်ချင်းစီရဲ့ကိုစား Bat Colleague ចောင်းသားအဖွဲ့ဝင်တွေရဲ့သူမတူတဲ့လှုပ်ဆောင်မှုကိုအတိမတ်ပြုတဲ့အနေနဲ့ယခုလိုချီးမြှင့်တာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတအူးဖြစ်တဲ့ဥပဝုမေဟာ1988အရေးကင်းကာလမှာကလေးကဆီယနာရှင်စံကျင်ကြီးကိုရှေ့တန်းကနေတက်တက်ကြွကြွပါဝင်ခဲ့တာကြောင့်ထောင်တန်းလေးနှစ်ကြာမဲ့ခံခဲ့ရပါတယ်2021စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းထပ်မံအဖမ်းခံခဲ့ရပြီး2022ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာတော့ထောင်တန်း20ကြာမဲ့ခံခဲ့ရပါတယ် ယခုချိန်မှာစစ်ကောင်စီရဲ့မတရားဖမ်းဆီးထောင်ချခံရဆဲဖြစ်တာကြောင့်အဆိုပါစုကိုဒေါက်တာကျော်မိုးထွန်းကဥပပုံမင်းကိုစားလက်ခံရယူခဲ့တာဖြစ်ပါတယ်။ပတ်ကောလိကချင်းမြင့်တဲ့အဆိုပါစုဟာ1956ခုနှစ်ကပတ်ကောလိမှာကျောင်းလာတက်ခဲ့တဲ့ဟန်ဂရီလူမျိုးရေးလှုပ်ရှားသူ သိပ္ပံပညာရှင်စာရေးဆရာလက်စလိုစီဘီတိုကိုအစွဲပြုပြီးချင်းမြင့်တာဖြစ်တယ်လို့သိရပါတယ်။